တပည့်တွေကိုနှုတ်ဆက်တဲ့ကရုံးဆရာမတင်းရမှာတော့ဆွဆွဆိုတဲ့မိန်းကလေးတယောက်ဟာကျောင်းပြင်မှာမတက်ရက်နေပြီးကျောင်းကိုချိန်နေပါတယ်။ဆွဆွရဲ့သဘင်ကဒူးကောင်းထိရှိပါတယ်။အော်ဒီကျောင်းလားငါဒီကျောင်းမှာဆယ်တန်းကျောင်းသားတွေကိုသင်ရမှာပေါ့။အခုတော့ငါကျောင်းသားတွေကိုဘယ်လိုစတင်မလဲဆိုတာကြည့်လိုက်ရအောင်။ဆွဆွဟာကျောင်းထဲဝင်သွားပြီးကျောင်းအကြီးခန်းထဲကိုသွားပါတယ်။မင်္ဂလာပါဆရာကြီး။ကျမနာမည်ကတော့ဆွဆွလို့ခေါ်ပါတယ်။ကျမဒေးလီမြို့နေရလာတာပါ။မင်္ဂလာပါဆရာမ။ ခုတော့ခမရဆယ်လန်းចောင်းသားတွေကိုစာတင်ရမယ်။ဇာမတယောက်ပဲဖြစ်ပါရဲ့။ကဲကျွန်တော်လိုက်ပြပါမယ်။ဘယ်တန်းကိုစာတင်ပေးရမယ်ဆိုတာ။ဟေးချိန်မှာចောင်းမရှိရဲ့ဆရာကြီးတယောက်ကစွစွကိုကြည့်ပြီးတော့ပြောပါရဲ့။ဒီဆရာမလေးအရန်ကိုချောတာပဲ။တဖက်မှာတော့ကျောင်းဆရာကြီးဟာစစ်စစ်ကိုစေတန်းခန့်ကိုခေါ်သွားပြီးဘယ်ချိန်စာသင်ရမလဲဆိုတာပြောပြနေပါတယ်။အခန်းထဲမှာကျောင်းသားတွေအားလုံးထိုင်နေကြပါတယ်။စစ်စစ်ရေဒီနေ့ရောက်စပြီးဒီခန်းထဲရောက်ကလေးတွေအားလုံးဟာနေ့ရက်တပည့်တွေအားလုံးပဲ ဒီကလေးတွေပညာတတ်မြတ်အောင်စာသင်ရမယ်တာဝန်ရှိတယ်။ကဲចောင်းတော်တွေတကနေနုတွေရဲ့ဆ ्याम မတဲ့တယောက်ဖြတ်တယ်။အဲ့ဒီချိန်မှာအတန်းထဲမှာထိုင်နေတဲ့နိနီယာဆ ्याम မကိုကြည့်ပြီးပြောပါရဲ့။ဒီတားကြီးဒီဆ ्याम မအရန်ကိုချောတာပဲ။ကြည့်ရတာတော့ဒီဆ ्याम မအရန်အေးမဲ့ပုံပဲ။ဒီဆ ्याम မနဲ့အတူစာသင်ရမယ်ဆိုရင်အရန်ကိုပြောဖို့ကောင်းပါမယ်နော်။ကဲဒါဆိုရင်ဒီခန်းကစာသင်လို့ရပြီနော်။ပြီးတော့ကလေးတွေရဲ့တာဝန်လည်းခမားစီမှာပဲ။အဲ့ဒီချိန်မှာပဲကျောင်းဆရာကြီးကအတန်းပြုံထွက်သွားပါရဲ့ ကဲចောင်းသားរីងាဒီနေ့អាសបិញនិនទុយឯអសាមអត្តតិយោបិញអគ្រោតិយោបិទិយោកូននាមិយោပြောပြចាំចောင်းသားរីអាឡុងហាកូននាមិយោပြောပြចាំបាទឥឡូវឆេមមកវិញស៊ូស៊ូអាម៉ောင်ឡាអត់ទ្រីតបាទម៉ောင်ឡាហាអញ្ញាសបិញឈីនីបាទហាទុក្ខវិញម៉ောင်ឡាយេសបិញអាអញ្ញាឈីនីដាវិញងាសបិញឈីអូអញ្ញាម៉ောင်ណាម៉ောင်ឡាអត្តំភិញអូថ្វកេសានမလောက်ပါနဲ့ဆရာမရဲ့စပင်းနေအရန်နာနေတယ်။ဒါရီအလုံးကဘာတွေလဲ။နေရမင်းကလေးလား။ နင့်ကိုနင်သပင်ရှင်အောင်လုပ်ပြီးတော့မင်းသားလို့ထင်နေတာလားအခုတော့ငါနင့်ကိုပညာပြမယ်ဟာဒုက္ခပဲသွားပြီအဲ့ဒီချိန်မှာပဲစီစုဟာမောင်လာကိုကက်ကြီးတွေနဲ့သပင်ကိုညှက်လိုက်ပါတယ်ဒါရီအလုံးကိုချီပြီးတော့အတန်းထဲမှာထိုင်နေတဲ့ចောင်းသားတွေအလုံးဟာចောင်းလန့်သွားပါတယ်အတန်းထဲမှာသပင်ရှိထားထားတဲ့ယောက်ျားလေးတွေအလုံးဟာစီစုဟာကက်ကြီးနဲ့လိုက်ညက်ပါတယ်နင်တို့တွေအလုံးနားထောင်ကြငါကဒီចောင်းရဲ့ဆရာမအကျဉ်းဆုံးတယောက်ဖြစ်တယ်ငါတန်းထဲမှာဟာတာတွေနဲ့ရံဖြက်တာတွေလာမလုံပြနဲ့ ငါတန်းထဲမှာဆိုရင်စာပဲတင်မယ်ကျန်တာဘာမှလုပ်လို့မရဘူးဒါရီအားလုံးကြည့်ပြီးအတန်းထဲမှာထိုင်နေကြတဲ့ចောင်းသားတွေအားလုံးဟာအရှက်အကြောင်းလန့်သွားကြပါတယ်ဒီဆရာမအရှင်တော့ကသပိတ်ညက်ဆိုင်မှာအလုံးလောက်လာတာလားမသိဘူးငါရဲ့သပိတ်ရှိတွေအားလုံးညက်ချလိုက်ပြီဟာဒုက္ခပါပဲကွာဒီဆရာမအရှက်အကြမ်းတာပဲဒီဆရာမနဲ့တော့မဖြစ်နိုင်ဘူးအဝေးဆုံးမှာပဲနေမယ်နောက်ခဏကြာတဲ့အချိန်မှာဆရာမအတန်းထဲကကလေးတွေအားလုံးကိုစာသင်နေပါတယ် ငါဒီမှာဝိုင်းပုတ်မှာရေးထားတဲ့မိကုံးရဲ့အဖြေကိုမုတ်စားဆင်းပြီးရင်အဖြစ်အမြန်ဆုံးလို့ကျန်နေဒီမိကုံးရဲ့အဖြေကိုမပေးနိုင်တဲ့သူအိမ်လုံးဝမလုပ်ဘူးပြီးတော့ဒီအဖြေကိုအလွတ်ဆိုရမယ်ကျောင်းသားတွေအားလုံးဟာစောင်းထင်းမှာမိကုံးကိုရေးလိုက်ကြပြီးမုတ်စားဆင်းဖို့အတွက်ထမင်းပူတွေကိုယူပြီးဘောလုံးကွင်းဘက်ကိုဆင်းလာပါတယ်ငါဆိုရင်ဘာစားမှမမရအောင်အခုတော့ငါဘယ်လိုလုပ်ပြီးတော့အဖြေကိုသွားရှာပြီးရေးရမှာလဲဒီဆရာမတစ်ကအရန်ကိုကြောက်ဖို့ကောင်းတာပဲ ဟုတ်တယ်နေပြောတော့မှန်းနေတီဆရာမောင်ကြည်လိုက်အမြဲတမ်းဒေါသထွက်ပြီးကြိုက်စားလိုက်မယ်ပုံကြီးတီရောင်နဲ့နီနီနင်တို့စီမှာဒီမေကိုရဲ့အဖြေရှိမလားကျေးဇူးပြုပြီးတော့ဒီမေကိုရဲ့အဖြေကိုငါတို့ပြောပြပါလားမောင်ရင်ငါတို့တွေဒီနေ့ចောင်းစီရမှာမဟုတ်ဘူးစရန်တန်းလေးမှာစာတော်စုံနှစ်ယောက်ပဲရှိတယ်။အဲဒီနောက်နမေကတော့တီတာနဲ့နီနီပဲဖြစ်ပါတယ်။ဟဲ့ချိန်မှာចောင်းသားတွေအလုံးကသူတို့နှစ်ယောက်စီရအဖြစ်ကိုစာအုပ်ထဲမှာကြည့်ကူလိုက်ကြပါတယ်။ခဏကြာတဲ့အချိန်မှာတော့အတန်းလေးမှာဆီယမရောက်လာပါတယ်။ ညီတို့တွေအားလုံးအပြေရောက်သွားပြီလားဟုတ်ပြီးသွားပါပြီဆရာမကောင်းပြီလေကဲညီတို့တွေရဲ့အပြေရေးထားတဲ့စာအုပ်ကိုပြီးသွားရင်ငါ့ကောင်ရှိမှလာထက်ကျောင်းသားတွေအားလုံးဟာစာအုပ်တွေကိုဆရာမရှိမှသွားပြီးထပ်လိုက်ကြပါရယ်မောင်လာဒီရှိမှရေးထားတဲ့မိခွန်းရဲ့အပြေရပါ ਈ လေဒီမိခွန်းရဲ့အပြေကိုစောင့်တဲ့မှာရေးပြီးထပ်ထားတယ်ဆရာမအပြေမရဘူးဟုတ်လားစာအုပ်ရအဖြစ်ရောကိုရိုင်းရေးထားတယ်ဟုတ်လားဟုတ်တာကိုရိုင်းအလို့ရေးထားတာပါ နင်းကိုရာအလို့ရေးထားတယ်ဆိုရင်ဒီမေကွန်အဖြစ်ကိုစူးပြလေအဲဒီချိန်မှာပဲမောင်လအရန်ကိုကြောက်ရွံ့နေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဟာသူများစာအုပ်ထရာကူချထားလဲပါငါဆရာမကိုဘာစူးပြမှာလဲဒီအဖြစ်ကိုတော့သူများစီကကူထားပါတယ်ဆိုမှဒီမေကွန်ရဲ့အဖြစ်ကိုအများစူးပြတာအခုတိစာမရသေးဘူးတကယ်လို့နင်းကစာမရရင်ဒီစာအုပ်ထရာအဖြစ်ကဘယ်ရောက်လာလဲဆရာမတာကိုရန်သူများတွေစာအုပ်ကိုယူပြီးတော့ကူချထားတာပါနင်းတို့တွေအားလုံးပဲတည့်ရကြ အခုတော့ငါနေနို့ကောင်းကောင်းပညာပြမယ်။ကဲအတန်းပြင်းအားလုံးထွက်ပြီးတော့ဒီចောင်းကြီးကိုဆယ်ဘက်လောက်သွားပြီးတော့ပတ်ကြ။တကယ်လို့ဒီတရားចောင်းသားတရားရောက်ဆယ်ဘက်မပြည့်မီရက်သွားမယ်ဆိုရင်သူ့ကိုခြေထောက်တွေရိုက်ချုပ်ပြစ်လိုက်မယ်။ဟဲ့ချိန်မှာចောင်းသားတွေရဲ့အားလုံးဟာအတန်းပြင်းကိုထွက်ပြီးတော့ចောင်းကိုဆယ်ဘက်ပတ်ကြပါရဲ့။ចောင်းကိုတစ်ဘက်ပတ်လိုက်တဲ့အချိန်မှာပဲအယံကိုမောင်းသွားကြပါရဲ့။ဖင်မန်းသွားကြပါရဲ့။ငါတို့တွေအခုခရီးရပင်ပင်မမတ်နေပြီ။ဘယ်လိုပတ်နိုင်မှာလဲ။ ဒီအချိန်မှာចောင်းသားတွေအားလုံးဟာចောင်းကိုဆဲပတ်ပတ်ပြီးအတန်လေးမှလာထိုင်လိုက်ကြပါရဲ့ငါရဲ့ခြေတော့တော့ကျူတော့ပါပြီထင်တယ်ငါရဲ့ခြေတော့ဆိုလမ်းတော့မလျှောက်တော့တကယ်လို့မနှက်ပြန်အင်စာရီနဲ့စာတလုံးမှမရရင်ဒီထက်ပိုဆိုးတဲ့အပြစ်ကိုပေးမယ်နော်ညနေဆောင်ဖြစ်လာတဲ့အချိန်မှာចောင်းသားတွေအားလုံးဟာចောင်းဆင်းသွားပြီးចောင်းပြင်ထွက်လာပါရဲ့အာခြေတော့နားလိုက်တာဒီဆ iam မနဲ့အတူပထမရက်ပဲစာသင်ရသေးတယ်ခုတော့ငါတို့ကိုတနေ့လုံးသူကြီးပဲစာသင်နေတာ ဒီလိုနေရင်ငုံနေနေចောင်းတော်ရင်အားလုံးအိမ်ပြန်သွားကြပါလေဒီလိုနေတဲ့နောက်15ရက်ကြာတဲ့အချိန်မှာစစ်စုကចောင်းတော်ရင်ရောအိမ်စာမပြီးတဲ့အချိန်မှာပြစ်ဒဏ်တွေအများကြီးပေးပါတယ်အဲဒီဆရာမကြောင်းចောင်းတော်ရင်အားလုံးဟာအရင်ဆိတ်ညက်သွားကြပါလေတရံမှာတော့စစ်စုကနားနေကန်းထဲမှာတယောက်တည်းထိုင်နေပါတယ်ဟာပင်မလိုက်တာကွယ်ဒီကန်းထဲမှာဘယ်သူမှမရှိဘူးလားငါဒီကန်းချက်ကိုထုတ်ပြီးသပင်အတူကိုထောက်လိုက်အောင်မေးဒီသပင်အတူကြောင့်ခေါင်းမှာချွေတွေပြန့်နေတယ်စစ်စုကခေါင်းပေါ်ကသပင်အတူကိုဖယ်ပြီးထိုင်လိုက်ပါတယ် စစ်စွာငင်းစင်ကလေးရပင်စပင်လုံးဝမပေါက်ပါဘူး။အဲဒီအချိန်မှာပဲအနောက်ပရင်းပေါက်ကနေတန်းစော်ဟာဓာရီအလုံးကိုမြင်သွားပါတယ်။ဟာဒုက္ခပါပဲ။ထီဆံမိုက်စပင်နေဘယောက်သွားရလဲ။ဟာအရင်ကိုပြောဖို့ကောင်းတာပဲ။စပင်အတူဖယ်လိုက်တာလွတ်လပ်သွားသလိုပဲ။တကယ်လို့ဒီကြောင့်လူတွေငှောက်ကရုံးဆိုတာသိသွားရင်အရင်ကိုရှက်ကွင်းမှာအဲဒီအချိန်မှာဆရာမဟာပြန်ပြီးတော့စပင်အတူတက်လိုက်ပါတယ်။တန်းစောဟာသူမြင်တွေတမညာကိစ္စတွေအလုံးပြောပြလိုက်တယ်။ဟာ၊တန်ငါတို့ထွက်အကြံကောင်းတစ်ခုပဲ အခုတော့ငါတို့စီမှာသူနဲ့လွတ်ကင်အောင်လုပ်တဲ့အကြံစီတခုရပြီအခုတော့ဆီယာမရီစီမှာသပင်တမွေးမှမရှိတာလူတွေအရှိမအလုံးပြောလိုက်မယ်တကယ်လို့ဆီယာမကိုကရုံမဆိုပြီးတော့နောက်ပြောင်ကြရင်သူဒီကြောင့်နေထွက်ပြေးသွားလိမ့်မယ်ဒါရီအလုံးကတော့ဟုတ်နေရပဲဒါပေမဲ့ဆီယာမကရုံမဆိုတာလူတွေရှိမှဘလို့ဖော်ထုတ်မလဲနောက်တစ်ပတ်ကျရင်ငါတို့ကျောင်းမှာဟောပြောပွဲတစ်ခုရှိရင်အဲ့ဒီအချိန်ကျရင်ဆီယာမဟောပြောတဲ့အချိန်မှာသူ့ရဲ့သပင်အတူထဲမှာရားနာစေထည့်လိုက်မယ် ဟဲ့ချိန်ကြရင်ဆီယမအကောင်းနေရလာပြီးတော့သပင်တို့ကိုချုပ်ပြက်လိုက်မယ်။ညာရောက်တဲ့ချိန်မှနီနီယာအိမ်ရောက်သွားပါတယ်။နီနီယာဖေကသိပ္ပံပညာရှင်ကြီးတဦးဖြစ်ပါတယ်။အဖေးစီမှာလိမ့်လိုက်ရင်ရားရလာတဲ့စိတ်တမျိုးရှိလား။ရှိတော့ရှိတယ်ဒါပေမဲ့သမီးကဘာဖြစ်လို့မရလဲ။သမီးတို့အကြောင်းမှာသိပ္ပံပြန်ပွဲမှာစာစီစာကုန်းတပုတ်ရေးစရာရှိလို့ပါ။ရော့ဒီမှာကြည့်ကြည့်ဒီဆေးကိုခန္ဓာကိုယ်တဏှာမှာတုပ်လိုက်ရင်တကုတ်လုံးရားရံလာလိမ့်မယ်။ညာရောက်တဲ့အချိန်မှာတော့နီနီယာအဲ့ဒီဆေးဖူးကိုခိုးလိုက်ပါတယ်။ နောက်တရမနဲ့မှာတော့ကျောင်းလေးမှာဟော့ပြပွဲရှိပါတယ်။ကျောင်းသားတွေနဲ့ဆရာတွေအားလုံးဟာခုံပေါ်မှာထိုင်ပြီးတော့ဟော့ပြပွဲအဝဲကျင်းနေကြပါတယ်။ကျောင်းဆရာကြီးကဟော့ပြနေပါတယ်။အဲဒီချိန်မှာစစ်စီဟာရုံးကန်လေးမှာထိုင်နေပါတယ်။နီနီနဲ့တန်းဆိုဟာရုံးကန်ဘက်ကိုလာခဲ့ပါတယ်။ကျောင်းဆရာကြီးကဒီဟော့ပြပွဲပြီးသွားရင်ငားလေးရောက်သွားမယ်။ငားစပင်ကိုတေချာလောက်တာဖြစ်မယ်။မဟုတ်ရင်တော့သူများတွေရှေးကျသွားရင်အရှက်တွေကွဲသွားလိမ့်မယ်။ဟဲစီမပဲစစ်စူဟာခေါင်းပေါ်ဝါစပင်းတူကိုသပွဲကုံမှာချပြီးရီချိုကန်နဲ့ဝင်သွားပါတယ် အဲချိန်မှာပဲတန်းစော်နေနီနီဟာပရင်ပေါက်ပေါ်ခုံချပြီးရုံကန်နဲ့ဝင်သွားပြီးတော့ရားရံစီကိုသပင်ပေါ်ကိုထည့်ပြီးတော့မှထွက်သွားပါလေခနာကြောင်တဲ့အချိန်မှာဆီဆူဟာသပင်တူကိုတက်ပြီးတော့ဟော့ပြောက်ဖို့အတွက်အစင်ပေါ်တက်လာပါလေဆီဆူဟော့ပြောက်နေတဲ့အချိန်မှာရားရံစီကြောင့်သပင်တွေရှားလာပါလေဟာဘာဘာဖြစ်တာလဲငါးသပင်တွေမှာဘာလို့အလောက်ထိရားနေရလဲအဲဒီအချိန်မှာပဲဆီဆူဟာသပင်ကုတ်ကုတ်နေရင်းနဲ့သပင်တူဟာပြုတ်ကျသွားပြီးကရုံးမှဖြစ်သွားပါလေ ကျောင်းကလူတွေအားလုံးဟာသူ့ကိုကရုံးမဆိုတာအားလုံးသိသွားတာပေါ့စွစုဆီယမကရုံးမကြီးဟုတ်လားဟာအရေးကိုရေဖို့ကောင်းတယ်ကွာငါတို့ဆီယမကလည်းကရုံးမပဲဟဲ့လူတွေအားလုံးဟာစွစုကရုံးမဆိုတာသိသွားပြီးတကြောင်လုံးထိုင်ပြီးတော့ရေးကြပါတယ်ဟဲ့ချိန်မှာပဲစစ်စွာចောင်းပြန်ထွက်လာပြီးတော့အင်းကိုပြန်ခဲ့သွားပါတယ်။ဟိန်းနေမှစပြီးစစ်စုလည်းចောင်းကိုပြန်မလာပါဘူး။စစ်စုနှိမ့်ဆက်မှုတွေကိုတပည့်တွေအားလုံးကလည်းလွတ်မြောက်သွားကြပါပြီ။တလာကြတဲ့အချိန်မှာចောင်းဆရာလေးတယောက်ရောက်ရှိလာပါတယ်။ ဟရီကျောင်းဆရာလေးကအရန်ကိုအေးပြီးသဘောကောင်းတဲ့အတွက်ကျောင်းသားတွေအားလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့စာသင်ကြပါတော့တယ်။